အကောင်းမြင်တာနဲ့အဆိုးမြင်တာဘယ်ဟာကိုကောင်းလဲအခုနောက်ပိုင်းခေစားနေတဲ့ think on stay positive ဆိုတာကတကယ်ကိုကျွန်တော်တို့ရဲ့ဘဝကိုအဆင်ပြေသွားစေလားတကယ်လို့ပေါ့နော် positive thinking အပြုတ်ဘောတွေးခြင်းဟာလည်း negative thinking အပြတ်ဘောတွေးခြင်းလိုပဲကျွန်တော်တို့ဘဝကိုတကယ်အဆင်မပြေသွားဘူးလို့ပြောရင်တရားပြုံးသွားလို့ရောဘလို့သဘောရလဲ Hello Nancy Speaker ကကျွန်တော်တို့ချင်းချင်းအပြုတ်ကြတာပဲကျွန်တော်ရဲ့ focus တွေဟာဆိုရင် စားလေဆုံးရှိမှလိပ်ပတ်လေပြီးတော့ constantly မှာမို့လို့ဒီတော့ကျွန်တော်ကအစုံပိုင်းမှာဆိုရင် recap တီးထည့်ထားတယ်နောက်ဆုံးဒီ focus ရဲ့ reflection နဲ့ဒီ focus ရဲ့အနှစ်ကလို့ပြောရမယ် take away တွေကိုထည့်ထားရတဲ့အတွက်ကိုအဆုံးပြီးကြည့်ဖို့တော့ကျွန်တော်မြစ်တာရက်ခံပါတယ်ခုလိုမျိုးတေချာမှုမရှိတဲ့ကာလမှာအကောင်းမြင်တာနဲ့အဆိုးမြင်တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့လက်တွေ့ဘဝအတွက်အကျိုးများဆုံး perspective dreaming တစ်ခုကိုပြောကြည့်ကြရပါ တကယ်တော့အဆိုးရောအကောင်းရောနှစ်ဖက်များမြင်ခြင်းကမှကျွန်တော်တို့ရဲ့လက်ရှိဘဝကိုကောင်းကျိုးများစေမှာပါ။ဘာဖြစ်လို့လဲဆိုတော့အကောင်းမြင်လို့မီးအကောင်းတစ်ဖက်ထဲတွေးနေရင်လည်း toxic positivity ဖြစ်ပြီးတော့အဆိုးမြင်လို့မီးအဆိုးတွေဖြစ်လာမှာပဲတွေးပူနေရင်လည်းအဆိုးတွေမှာပိတ်မိနေပြီးတော့ဘဝကိုရှေ့ဆက်ဖို့တော့မဖြစ်ပါဘူးဗျာ။ Too much positivity blinds us. too much negativity blinds us အကောင်းမြင်လွန်ခြင်းရောအဆိုးမြင်လွန်ခြင်းရောကကျွန်တော်တို့ကိုကန့်စေပါရဲဆိုတဲ့ဆိုရိုးစားလေးတခုရှိပါတယ်။ဘယ်ယာရီကနေပြီးတော့ကျွန်တော်တို့ကိုကန့်စေပါလဲဆိုတော့နက္ခတ်ရဲ့မကောင်းမြင်တာများလို့ရင်အပြစ်တရားကကျွန်တော်တို့ရဲ့ဖြစ်နိုင်ခြေကိုတားဆီးလိုက်တဲ့အတွက်ဘာလို့လို့ခက်ခဲနေတာမျိုးပါအခုလောလောလတ်ဖြစ်သွားတဲ့ငရင်ထုတ်တာနဲ့ပဲဥပမာပြောရရင် ိုကခရီးတစ်ခုကိုသွားကိုသွားရမယ်ဆိုပါတော့လန်ခီးမှာကြုံတွေ့ရမယ်ဖြစ်လေဖြစ်တာရှိရဲကားပြီးပေါက်တာကအစားခရီးနောက်နေတာကလည်းအမြင်နိုင်တဲ့ကားပေါ်ရောက်နေတော့ခရင်ပယ်ချင်းထားလို့မမမမတည်တဲ့ငလင်ကိုကြိပုကြောင်းကြနေမယ်ဆိုရင်ဘာမှစလုပ်ဖို့မလုပ်ဖြစ်မှာမဟုတ်ပါဘူးဘူဆူလာမျိုးကတေဖို့အကြောင်းဖန်လာရင်မမထင်မဲရေတောက်ရင်တော့ခြေတီးပြီးတော့တင်နေတာမျိုးပါအစိုးရ ကြီးပဲတွေးနေရင်ကျွန်တော်တို့ဟာတင်းနေမစေးလို့တော့မတည်ပေမဲ့မနှက်ဖြန်တိုင်းမှာအသက်ရှိဖို့ကခက်ခက်ခဲခဲရှင်သန်နေရပါတယ်။ဘာဖြစ်လို့ကျွန်တော်တို့ကအပြတ်တရားကြီးကိုပဲတွေးပြီးအာရုံစိုက်မိနေရဘူး။အလိုပဲ positive များလို့ရင်လည်းတကယ်ကြုံရမယ့်ကတ္တနာကိုမမြင်တော့ပါဘူး။ဘလိုမျိုးလဲဆိုတော့လူပြောများတယ်ဥမာတစ်ခုခုပြောပြီးတော့ပြောရမယ်ဆိုရင်မိုးမေဝါဘူးဆိုပြီးတော့ခင်းမြူသွားတာပါ။ အဲ့လိုမိုးမရွာဘူးဆိုတဲ့ကောင်းတဲ့အချမ်းကိုပဲကြည့်ပြီးတော့ ठी မီယူသွားတာကမိုးရွာခဲ့တဲ့အခါကျရင် ठी မပါတဲ့အတွက်ကိုမိုးဆိုပါပါအဲ့ဒီတော့နောက်ဆော့ဆော့ကပြောခဲ့တဲ့ငလျင်ဥမာတခုနဲ့ပေးရမယ်ဆိုရင်တော့တော့ဆော့ဆားပါတော့နော်ကိုကတော့ကံကိုယုံပြီးမတရားတွေအကောင်းနေမြင်ပြီးတော့လူဆိုတာတင်းပြီးစီးရင်တင်ပါပဲဆိုပြီးတော့နောက်လှုပ်မဲ့ငလျင်အတွက်မပြင်းစင်းနေခြင်းတို့နေစားခြင်းတို့စားရင်တင်းနေမစင်လို့တော့ ခင်ဗျားမသိဘူးဒါပေမဲ့ကိုလက်အင်္ဂါတစ်ခုခု စားထိုးမြအောင်ထိခိုက်သွားရင်ခင်ဗျားသိရတဲ့အဖြစ်ဆုံးမှာပါဒါရေမှုကအချင်းပြောမှာပါပြောပြတာပါပြီးမှလည်းရှင်းစနာတော့နောက်တစ်ပိုင်းပေါ့နော်အကောင်းမြင်လွန်ခြင်းဟာလည်းလက်တွေ့ဖြစ်ရှင်ပြည်လည်နိုင်မဲ့ပြဿနာတွေကိုမမြင်နိုင်အောင်ကန်သွားစေပါတယ်ပြီးတော့ကျွန်တော်တို့ကအကောင်းရောအဆိုးရောနှစ်ဖက်မျက်မြင်ခြင်းကမှကျွန်တော်တို့ကိုအကျိုးများစေမယ်လို့ပြောတဲ့အတိုင်းပဲ ဒီအကောင်းရောအဆိုးရောနှစ်ဖက်ညံ့မြင်ခြင်းကို balance တင်းကြီးလို့ခေါ်ပါတယ်။ဒါပေမဲ့အဲ့လိုနှစ်ဖက်ညံ့မြင်ခြင်းဟာဆိုရင်လည်းတကယ်တော့50 50ညံ့မြင်ရမယ်လို့တစ်ဖက်ဆို50 50တဝက်စီညံ့မြင်ရမယ်လို့ပြောတာမဟုတ်ပါဘူး။အဲအချို့နေရာတွေမှာကျွန်တော်တို့က50 50အတိအကျညံ့မြင်ရပေမဲ့အချို့နေရာတွေမှာကျတော့ကျွန်တော်တို့ကဘယ်အချိန်မှာ ဲ net positive တင်ငင်းကိုပို့ပြီးတော့အလေးထားအလေးထားပို့တွေးပြီးတော့ negative တင်ငင်းကို short ချပြီးတော့တွေးရမလဲဆိုရဲ mindset ကမှကျွန်တော်တို့ကိုအကျိုးများစီမှာဖြစ်ပါတယ်။ဥမာအနေနဲ့ပြောရရင်တော့ဟောထားပါတော့နော်။လူတယောက်ကသူကအလုပ်ရှာကားတဲ့လေအချိန်မလို့ရှာနေတဲ့အချိန်မှာဒီ job ကနေပြီးတော့သူအလုပ်တွေအများကြီးရှောက်ပြီးမှလည်းသူ့ကိုတောင်းလျှောက်ပေါ့လေအလုပ်က rejection တွေ ကဟိုအလုံးမရတဲ့စာတွေပဲတောက်လျှောက်သူကရနေတယ်ပေါ့နော်အဲ့ဒီလိုရနေတဲ့အချိန်မှာဆိုရင်ဒါကသူ့ရဲ့ reality က negative ဖြစ်နေရပါဘောနော်အဲ့လို negative ဘက်သွားတဲ့အတွေ့အကြုံတစ်ခုကိုဂျုံလာပြီဆိုရင်ကျွန်တော်တို့ကဒီလူတဘာဝရပေါ့နော် human nature အရာဆိုရင်လေဒီ negativity make us hopeless ပေါ့နော် hopeless ဖြစ်စေပါတယ်ဒါပေမဲ့ ဟိုဒါမှရေဝအပြင်ပြောတာပါဟိုကျွန်တော်ရဲ့တကူကြီးအမြင်အရဆိုရင်တော့ဒီ positive ကို negative ကိုကသုံးတက်ရင်တော့အဆင်ပြေပါတယ်ဒါပေမဲ့ထားပါအောင်တော့ဒီမှာပြောမှာကဟို negative နဲ့ positive ကိုမျှမြင်တဲ့အကြောင်းကို generalize လုပ်ပြီးပြောမှာဆိုတော့အချိန်မှာကျွန်တော်တို့က balance thinking ဖြစ်အောင်လို့ဒီ positive ကိုကျွန်တော်တို့ကနည်းနည်းစထည့်ပြီးတော့တွေးပြရပါတယ်ဘာလို့လဲဆိုတော့အဲကိုယ့်ရဲ့ reality ကပေါ့လေမင်းစင်ဘွားကဒီဟိုအပြတ်အချိန်ကာလပိုင်းတစ်ခုရောက်နေဆိုရင်ကျွန်တော်တို့က ီ positive တင်ငင်းဖြစ်တဲ့ဒီ hopeful ပေါ့နော်အဲ့လိုမျိုးမျောလင်းတစ်ခုဆိုရင်မျောလင်းချက်လေးတွေဖြစ်နေရဲ့မျောလင်းချက်ကောင်းတဲ့မျောလင်းချက်လေးတွေကိုတွေးတဲ့အတွင်းလေးတွေကိုမျှတွေးပေးရပါတယ်အဲအဲ့ဒါကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ဥပမာလေးတစ်ခုနဲ့ပြောပြရမယ်ဆိုရင် okay ဒီငါအလို့ရှာရတာခတ်တယ်ဒါပေမဲ့အလို့ရှာရဆိုတာခတ်တဲ့အတိပဲကတကယ်တော့အလုံးမရဘူးဆိုရင်အတိပဲမဟုတ်ဘူးပေါ့နော်အဲ့တော့အလို့ရှာရတာခတ်တယ်ဒါပေမဲ့အဲ့ဒါကလုံးမရတော့ မဟုတ်ဘူးမဖြစ်နိုင်တာမဟုတ်ဘူးအဲ့ဒီတော့ငါအလို့ရှာတာခပ်ပေးမယ်ငါအလို့ဆက်ရှာဖို့ကကိုဒီနေ့အာဆက်လုပ်လို့ရလဲအဲအဲ့လိုမျိုးလက်ရှိပြစ်ဆုံးပံကိုပဲအာယုံဆိုင်ပြီးတော့အတိတ်ကိုလည်းမတွေးဘူးအနာဂတ်ကိုလည်းမတွေးပဲနဲ့ဒီလက်ရှိမှာရှိတဲ့ reality တခုကိုလည်းခံပြီးတော့မှဟိုရှိစက်တော့အမဲဟာဘူးလုံးဆရာရှိတာဆလုပ်တာပါမျိုးကိုပြောတာပါအဲအကြောင်းမို့ကျွန်တော်တို့ကအဲ့လိုအချိန်မှာဆိုရင်ဒီ negative တခုရဲ့ယူကိုပဲ ဘင်းလဒီကနှစ်ကလေးဖြစ်နေတဲ့တကူတွေဘယ်တွေးလို့မရပဲနဲ့ဘဝကိုရှေ့ဆက်ဖို့အတွက်ကိုဒီလိုမျိုးအကောင်းကြီးတွေကိုပြင့်ပြက်ပြီးတော့မျက်မျှပြီးတော့တွေးပြရပါတယ်အဲ့တော့မှဘဝကနေထိုင်ရတာနည်းနည်းပို့ပြီးတော့အသက်ရှူတာခြောက်တာရှိမှာပေါ့နော်အဲ့လိုပဲပြင်နေအားဖြင့်ကျွန်တော်တို့ကဒီလိုမျိုး positive thinking ပေါ့နော် okay ငါအလုံးမှာပေါ့လာစာကလည်းဟိုတိုင်းနာတစ်ခုဒီပုံမှန်ထက်ကျော်လွန်တဲ့ကောင်းတဲ့လာစာတစ်ခုရတယ်။အဲပြီးတော့ အဆင်ပြေနေရပေါ့ဗျာအဲ့လိုလူတယောက်ကအော်ငါဘွားအဆင်ပြေနေရပဲဒါမှတော့ဟိုကျကုန်းချောပွင့်နေတဲ့အတွက်ကိုဘာမှမလိုပါဘူးလေဆိုပြီးတော့ဘယ်လိုမျိုးအမှုမဲ့အမှတ်မဲ့နေရတတ်စာရင်ကျွန်တော်တို့က proactive ဖြစ်ဖြစ် okay လက်ရှိကတော့ကျွန်တော်နိုင်ငံရဲ့အခြေအနေအရဆိုပိုဆိုးတာပေါ့နော်ဒီဟောဟုတ်ပြီငါကတော့ငါလောက်ကလည်းအဆင်ပြေသေးသေးရဲ့ကောင်းနေတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကဒီလောက်ကကောင်းနေတယ်ဒီအလုပ်တွေက ထားပါတော့เนาะအလုတ်ကနိုင်တော့လို့လေးရောဖြစ်သွားတယ်လေးရောဖြစ်သွားတာကြောင့်သူကအလုတ်ပြုတ်သွားရဲဆိုပေမဲ့ကိုဟိုဟာဖြစ်လို့ကိုအစွမ်းကမရှိလို့ပြုတ်တာမျိုးမဟုတ်ပဲねဟိုဒီကုမ္ပဏီရဲ့ financial အခြေအနေရတော့၎င်းနိုင်ငံအခြေအနေရတော့၎င်းပေါ့เนาะတခုခုမငင်နိုင်တဲ့ enforce factor တခုခုကြောင့်အဲအလုတ်မရှိတော့ဘူးဆိုပါဆိုအဲ့အချိန်မှာကျွန်တော်တို့ကသွားပြီးတော့ဟိုအမုတ်အချိန်မှာစလဲတကယ်တော့ဟိုဟာမဖြစ်သေးပါဘူးနောက်တော့မကြသေးပါဘူး ါ့နော်ဒါပေမဲ့စတဲ့ကဒီကိုယ့်စီမှာ positive ရှိနေပေမဲ့လည်းဒီအလုပ်ရှိရဆိုတာလည်းရှိနေပေမဲ့ okay ကိုယ့်နိုင်ငံရဲ့အခြေအနေရဆိုရင်ဒီတစ်ခုရဲ့အဆင်မပြေဘူးအဲ့တော့ငါကိုယ်ပိုင် site project လေးစီးပွားရေးလေးဒါအပြင်ဘာလုပ်လို့ရမလဲအထက်မှာလည်းဒီလက်ရှိလားစားရေးလည်းရှိတော့ငါမဆန်ဘူးပို့ပြီးတော့မပြိုကွဲအောင်ပေါ့လေဒါမှမဟုတ်ငါထားပါတော့ကိုကအဲ့လိုမျိုး investment မလုပ်တတ်တဲ့လူမဟုတ်ဘူးဆိုရင်လည်းငါဟို ဒီနောက်6လောက်သာပေါ့နော်တခုဖြစ်သွားလို့ရှိရင်နောက်6လောက်သာ financial freedom ရအောင် financial freedom ဆိုတာလည်း security လို့ပဲပြောရမှာပေါ့နော် financial security ဖြစ်အောင်ကဘယ်လိုမျိုးစုထားမလားပေါ့နော်အဲ့လိုမျိုးချုပ်တင်ပြင်ဆင်ခြင်းတခုခုကိုကျွန်တော်တို့ကလုပ်ထားဒါကမှပို့ပြီးတော့ဒါနှစ်ဖက်မြမြင်ပြီးတော့အဆင်ပြေဘဝနည်းနည်းပို့ပြီးတော့အဆင်ပြေတာပေါ့နော်အဲဘာလို့လဲဆိုတော့ဒီအချိန်မှာဆိုရင်ကိုယ်မှအလုပ်ရှိတာက positive ဖြစ်နေပြီမြဲကိုယ့်ရဲ့ reality က positive ဖြစ်နေပြီမြဲအချိန်မှလည်းကျွန်တော်တို့က negativity ကနည်းနည်းလေးတော့လိုအပ်တယ်ပေါ့နော်။ဘာဖြစ်လဲဆိုတော့အနာဂတ်ကမတည်ကြဘူးလေမတည်ကြရတဲ့အတွက်ကိုကျွန်တော်တို့ကချူတင်မြင်ဆင်းလုပ်ထားတဲ့အခါကျရင်ဟိုဘာပဲဖြစ်မမအောင်ပေါ့ဗျာ။အာဒါပေမဲ့အဲ့လိုပြောလို့အဲရှိတဲ့အလုပ်ကိုအလုပ်ကတော့ရှိနေပြီးတော့ရှိအလုပ်မှာဟာငါလိုပြုတ်သွားရင်ဘယ်လိုလုပ်မလဲဘာညာဆိုပြီး anxiety ဖြစ်နေတက်နေရအောင်ပြောတော့မဟုတ်ဘူးနော်။တကယ်တော့ကျွန်တော်တို့က negativity ဆိုတာကတွေးပြီးပုံရမှာမျိုးမဟုတ်ဘူး။ တွေးပြီးတော့တကယ်ဖြစ်လာမယ်ဆိုတဲ့အရာတွေကနေပြီးတော့ကိုယ့်ကိုယ်ကိုကာကွယ်နိုင်အောင်အဲ့ဒီနဂရီပတိကိုအသုံးချပြီးတော့ဂျူတင်ပြင်ဆင်လို့ရရင်ဂျူတင်ပြင်ဆင်ထားဂျူတင်ပြင်ဆင်လို့မရနိုင်တဲ့အရာတွေကိုကိုယ်အာယုံနဲ့ထုတ်ပြီးတော့ဘွားကိုရှင်းတမ်းရမှာပါတော့ဒီမှာ negative ကိုတွင်းရင်ပေါ့နော်ကျွန်တော်ဒီလိုအခြေအနေမျိုးနဲ့ဆင်းသူအခြေအနေမျိုးတွေမှာတွင်းရင်ကျွန်တော်ဒီမှာစကားလက်ဆောင်ပါလိုက်ချင်တာပါလဲဆိုတော့ လိုမျိုး negative ကိုကျုံလာပြီး negativity ကိုကိုကစိုးရိမ်ပူပန်ပြီးတွေ့ရအောင်မစင်အဲ့ဒီမှာတွေ့ရမှာက what what's in my control ပေါ့ငါလုံးနိုင်တာပါလေငါရဲ့ control အောက်မှာရှိတာပါလေအဲ့ဒီ area ကိုပဲ focus လုပ်ပြီးတော့ကိုယ့်ဘက်ကလုံးနိုင်တဲ့အချမ်းမျိုးကိုပဲလုပ်သွားပါကျွန်တော်တွေကတော့ကျွန်တော်တို့ရဲ့ out of control ပြောတဲ့စကားလိုပေါ့နော် out of control ဆိုတော့ကျွန်တော်တို့မှာ control မရှိမှတော့ဒါကဖြစ်နိုင်တဲ့အရာကြီးတစ်ခုကိုစိတ်ပူနေလဲအလကားပေါ့ဗျာ တကယ်တော့ဘဝဆိုတာကလည်းကျွန်တော်ရဲ့ကိုယ်ပိုင်တွေ့ကြုံရဆိုရင်တော့ဒီအနေအညင်နေအကောင်းဆုံးအခြေအနေမျိုးပဲအကောင်းဆုံးအခြေအနေအကောင်းဆုံးလောကဓာတ်နေနေပဲဖွဲ့စည်းထားတာပေါ့နော်ပြီးတော့ဟိုတလဲစီဖြစ်လာမယ်လောကဓာတ်နေအကောင်းဆုံးလောကဓာတ်နေဟိုအတိုင်းကိုကောင်းရင်လည်းကောင်းတဲ့အတိုင်းခံစားတာဟုတ်တယ်ဆိုးရင်လည်းပြိုပြက်ပြီးခံစားနေမယ်အစားကိုလိုက်တဲ့နေတိုင်းပြီးတော့ကိုယ်ကွန်ထရိုးအောင်မှလုပ်ရရှိရတယ်လို့လုပ်ပြီးပေါ့ပေါ့ပါနေထိုင်တာကတော့အကောင်းဆုံးပေါ့ဗျာ အဲ့လိုအကြောင်းကိုကျွန်တော်ကဟိုလက်ဖက်မျှပြီးပြောတာပေါ့နော်ဒီချိန်မှာကျွန်တော်နောက်တစ်ခုပြောချင်တာကဂျာတော့လူတယောက်ပေါ့နော်လူတယောက်ကိုမြင်လဲဘယ်တော့မဆိုကောင်းတာကြီးပဲတစ်ချမ်းနဲ့မြင်ရင်အဲ့လိုကြောက်ရဲ့အဲ့လိုပြောင်းရဲ့မကောင်းတဲ့ဟာတွေကိုတစ်ခေါက်မြင်လာရင်ကျွန်တော်ကစိတ်ပြတ်သွားပြီးတော့စိတ်ညစ်သွားသေးပါတယ်တကယ်တော့လူတယောက်ကိုကျွန်တော်တို့စခင်စသည်ပြီးဆိုရင်အဲ့လိုမှကောင်းတဲ့အချက်ပေါ့လူမှန်ရင်ကျွန်တော်တို့ကိုယ်တိုင်ပေါ့ တခြားသူတွေမှာမကောင်းတဲ့အချက်ပေါ်ဆိုးရွက်ချက်ကိုကတကယ်တော့ရှိပေးတာပါအဲ့ဒါကိုကျွန်တော်တို့နှစ်ဖက်ပြမြင်နိုင်နေဆိုရင်ကျွန်တော်ရဲ့လူမှုဆက်ဆံရေးတွေကဒီထက်ပိုပြီးတော့တိုးတက်လာပြီးတော့အာကျွန်တော်တို့တစတဲ့ကအကောင်းအယမ်းမြင်ထားတဲ့လူတယောက်ကကျွန်တော်တို့ကိုခြေဆုံးကန်သွားတာတို့စစဖောက်သွားတာတို့ကဖြစ်နိုင်တော့မှာမဟုတ်ပါဘူးဘာဖြစ်လို့ဆိုတော့အစတဲ့ကဒီလူတယောက်ကအကောင်းရှိတဲ့လောက်ကိုလည်းကိုကအဆိုးကိုလည်းညှော်မှန်းပြီးတော့မြင်လာခဲ့မယ်ဆိုရင်ပေါ့လေ အဲနောက်တစ်ခုကကျတော့လူတယောက်ကိုအစိုးရပဲမြင်နေခါကြတော့လဲကိုနေနေစဉ်ပေါင်းစည်းစံနေရတဲ့လူတွေကိုကကိုနဲ့အစင်မပြေတိုင်းအစိုးရပဲမြင်နေရတဲ့ခါကြတော့လဲအားရလဲကိုနေနေစဉ်စံနေရပါတယ်ဆိုတော့သူတို့ကိုအစိုးရပဲမြင်နေအောင်ရှေ့ဆက်ဖို့မဖြစ်နိုင်ဘူးလေပြီးတော့သူ့မှာဘာကောင်းွက်လေးရှိလဲပေါ့နော်ကောင်းတာလေးပြမြင်ပေးမှာပဲကျွန်တော်ကအစင်ဖြစ်စီမှာပေါ့လေเออจันเนี่ยไอ้โกปองกีอโซปยาไอ้หลูนี่ก็แมเนจလုပ်တာတော့တခြား ဟိုအစိပ်ပိုင်းတစ်ခုပေါ့လေအဲ့တော့ဒီ podcast ကတော့ဒီလောက်ပါပဲကျွန်တော်နောက်ဆုံးအနေနဲ့ take away ပြောချင်တာကနှမျိုးပေါ့နော်တချို့အချိန်ဒီမှာကျွန်တော်တို့ကအကောင်းရောဆိုးရောကို50 50တဝက်စီအတိအကျလုပ်ပေးလို့ရပါတယ်ခုအချိန်ဒီမှာကျတော့ကျွန်တော်စောစောကပြောခဲ့တယ်လို့ခုရဲ့ reality ကိုဘူတီပြီးတော့ပေါင်းဖြစ်ဖြစ်အစိုးဖြစ်ဖြစ် လိုအပ်ရင်လိုအပ်တဲ့ပမာဏလောက်ပဲညတွေးရမှာပါဥမာပြောချင်တာကကိုယ့်ရဲ့အကောင့်ဆို reality တော့ဘူးတည်ပြီးတော့တခြားကိုမျှပြီးတွေးပေးရမယ်အကောင့်အစိုးကလည်း90ရာခိုင်နှုန်းဖြစ်ချင်မှဖြစ်မယ်တခါတလေ100ရာလည်းဖြစ်ချင်ဖြစ်မယ်တခါတလေ80 90အဲတခါတလေ30 20 5ရာခိုင်နှုန်း something တခုခုတော့ဖြစ်မယ်ပေါ့ဗျာအဲ့လိုမျိုးကိုဘကနေပြီးတော့ဒီမျှအလုပ်အလုပ်ဖြစ်ဖို့အတွက်ပေါ့နော်မျှတွေးရမယ်ပမာဏကိုပြောတာပါ ဲ့ဒီ thinking လေးကိုတော့ကျွန်တော်တို့ကအဲ develop လုပ်ပြီးတော့ mindset တစ်ခုဖြစ်ပြောထောင်သွားရမှာပါအဲ့တော့ဆိုရင်တော့ကျွန်တော်တို့ရဲ့ဘဝကဒီထက်ပိုပြီးတော့အဆင်ပြေသွားမှာပါပေါ့ဘဝနေထိုင်နိုင်သွားမှာပါတကယ်တော့ကျွန်တော်တို့ဘဝကပေါ့ဘဝနေထိုင်ဖို့တော့အရေးကြီးရဲ့ဗျဟုတ်အားလုံးပဲကျေးဇူးပါ